ဲ့မူတိုင်းတော့ကောင်းအောင်မလုပ်ပေးပါသူသူရဲ့ဒီ brand ကိုအကောင်းဆုံးလုပ်ပေးပါ that's it ဒါပဲမှာပါတယ်ဟုတ်အတိအကသူတို့ရဲ့ rules and regulation နဲ့ကိုက်ညီပြီးတော့သူတို့ရဲ့ format နဲ့ကိုက်ညီတဲ့သူနောက်ပြီးလို့ရှိရင်သူတို့အတွက်ကိုဘယ်လောက်ထိဟိုဘယ်လိုပြောမလဲ branding လုပ်ပေးနိုင်မဲ့သူတယောက်ကိုကျွန်တော်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့အတိအကကတော့ဘယ်လိုပြောမလဲကိုကိုကျွန်တော်ဝေဖန်တာကျွန်တော် is okay ပါဆိုတော့ကျွန်တော်က ဘလောက်ပဲဝေဖန်ဝေဖန်ကျွန်တော်အလုပ်ကိုကျွန်တော်ပြီးအောင်လုပ်သွားနိုင်မယ်ဝေဖန်တာဝေဖန်ပိုင်ခွင့်ရှိရ accept လုပ်တာကျွန်တော်အပိုင်းပါအဲ့တို့တို့ဝေဖန်တဲ့အထက်မှာကျွန်တော်ရဲ့အပြုသဘောဆောင်တဲ့ဝေဖန်မှုအကြောင်းကြောင့်လို့ကျွန်တော် accept လုပ်ပြီးတော့ကျွန်တော်ဘလို့ဆိုးရဲနေဘလို့အကောင်းအောင်လုပ်နိုင်မယ်ကျွန်တော်ဒါဒီမှာဘလို့လိုအပ်ချက်ရှိတယ်ဒါဒါကျွန်တော်အပိုင်းပါပါကလေးကိုဝေဖန်တချို့ကျတော့မခံနိုင်တဲ့အရာတွေရှိရခဏအဲ့ဒီကူပဲပါကလေးကိုခုန body shaming ကိစ္စတွေပတ်သက်တာလုပ်လာတဲ့ခါရှိရ မျိုးမျိုးပေါ့နော်ဆိုတော့ကလေးတွေအဲ့ဒါဟန်တန်မလုံနိုင်ပါပဲစိုးရင်နိုင်စိုးရင်တာပါဝေဖန်တာကတော့သူ့ရဲ့ right ပါဝေဖန်ပိုင်권ရှိရပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်ကလေးတခုထိခိုက်သွားမှာပဲကျွန်တော်စိုးရင်တာစိုးရင်တာပါဟုတ်အဲ့ဒါတော့သူ့ရဲ့အပိုင်းပါဒါခါသူ့ရဲ့ insecure ဖြစ်နေတဲ့အရာတွေသူကထုတ်ပေါ်ပြသနေတယ်ကျွန်တော်အများတယောက်နဲ့တယောက်ကတော့အများပြောသလိုဖေးချက်ကိုစည်တနာရှိရသူတွေဘာလို့ဖြစ်ချင်တဲ့စိတ်တွေများနေသူတွေကဖြစ်ဖြစ်တတ်ပါတယ်အဲ့ဒါသူ့ရဲ့အပိုင်းပါဒါကတော့သူတို့ဝေဖန်ပိုင်권ရှိရအဲဒါပေမဲ့ ကိုရီးယားဘယ်လိုဒါကိုအပြည့်သဘောဆောင်မှလက်ခံနိုင်မလဲဆိုတာကျွန်တော်တို့အပိုင်းပဲပါဟုတ်